မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ဘောနော်ဒီမင်းညားကပွဲဆူသွားတဲ့စိန်လုံးကျော်ပွဲအကြောင်းလေးပြောချရအောင်ပါဒီလိုပြောတဲ့နေရာမှာဘောနော်ပွဲပြီးသုံးသက်ချက်ဆိုတာထပ်ဘောနော်ကိုယ်နဲ့မှာဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်မြင်တဲ့ရှူတောင်းတစ်ခုကနေပြန်ပြီးဖောက်တဲ့ချတယ်လို့ပဲမှတ်ယူစေချင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ဒါကဟိုပွဲပြီးသုံးသက်ချက်လည်းမဟုတ်ဘူးဒါပေမဲ့ဖြစ်ပျက်ခဲ့တာတွေအကုန်လုံးပဲပေါ့နော်ကျွန်တော်ဘယ်လိုမြင်ခဲ့လဲပေါ့နော်ပြည်သက်တည်းလည်းဘယ်လိုမြင်အောင်ပြင်ကြည့်လို့ရလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်လက်လှမ်းမိတယ်လို့ပေါ့နော်ကျွန်တော်ခြုံငုံမိတယ်လို့ပြန်ပြီးပြောပြတာပါအဲ့တော့အခြေအနေတွေကဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတော့အားလုံးသိခဲ့တယ်ဒါပေမဲ့ပေါ့နော်တကယ်ဒီလိုမျိုးတွေဖြစ်လာဖို့အခြေတည်တာကစိန်လုံးကျော်ပွဲမှာမဟုတ်ဘူးအဲ့ရှေ့ပွဲတွေကလေးကစလာတာကျွန်တော်ကိုယ်နဲ့မှသတိထားမိတယ်လို့ပေါ့နော် ို Time Fighter နဲ့ Uzbekistan Fighter ပွဲကနေစတာအဲ့မှာဘလို့စလဲဆိုတော့ Uzbekistan ကပြိုင်ဘက်ကိုပွဲစားတော့ကလက်ညှိုးထိုးပြီးတော့ဒေါသတကြီးနဲ့ဟိုသူနည်းနည်းလေး respect နဲ့တဲ့ပုံစံမျိုးနဲ့လက်ညှိုးထိုးပြီးတော့စကစားတယ်ဗျအဲ့မှာသူတို့ Time ပြည့်တဲ့တည်းကြွတော့ဗျာဘာဖြစ်လို့လဲဆိုတော့သူတို့ဟို respect မရှိဘူးပေါ့နော်ပြိုင်ဘက်ကိုလေးစားမှုမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုပုံစံမျိုးနဲ့ပြိတက်ကဆူလာတယ်ခုကောင်ကလည်း ဥစ္စာကစ္စတန်ဖိုင်တာကလည်းလုံးဝကိုမကြောက်တာဗျာလုံးဝကိုမရှိန်တာပြိတက်ကဘလောက်ထိဖျားပေးပေးဟိုသူဆိုရင်လို့ဖနောက်ပေါက်တာဟာရည်ရည်နဲ့ပဲဆက်တိုက်ကစားနေတိလိမ့်မယ်ဗျာဘေးကကျွန်တော်ကျွန်တော်ညီလေးတွေတောင်မနေအခုဘာလို့အဲ့လိုကစားရလဲဆိုတော့တစ်ဖက်ကိုအထင်သေးပြီးလှုပ်ပြတယ်ဆိုတော့အထာလေးလို့သူဘာလို့မှပြေးမဆိုင်ဆိုတော့အထာနဲ့လှုပ်ပြတာလို့အဲ့ပုံစံနဲ့ကစားပြီးတော့နောက်ဆုံးမြပြောရရင်အဲ့ဒီပွဲကတော်တော်ကြီးကိုပွဲဆူတယ်ဟိုဥစ်ဘက်ကစ္စတန်ဖိုင်တာကလည်းမင်းတို့မကြောက်လို့လာထိုးရဆိုတဲ့ပုံစံမျိုးနဲ့ထိုးတယ်ပြိတက်တွေကလည်း ဝိုင်းပြီးတော့ဖိအားပေးတယ်နောက်ဆုံး over cut တွေပြဖြစ်လာတယ်ဗျအဲ့ဒါတောင်းမနဲ့ Uzbekistan ကသူတအောင်အနိုင်ရအောင်ထိုးသွားတယ်အဲ့လိုထိုးသွားတော့ကြတော့အဲ့ဒီမှာကလေးကလည်းကွန်းထဲကနည်းနည်းလေး ancient နေအတွက်နည်းနည်းလေးဆူလာပြီဗျဆူလာတဲ့အနေထားမှာအဲ့ဒီပွဲပြီးတော့နောက်ထပ် time fighter တယောက်နဲ့ Morocco fighter တယောက်ထိုးတယ်ဘလို့ခင်းချင်းလက်ပြည့်တဲ့အကုန်လုံးသိတယ်ကျွန်တော်လည်းသိတယ်နိုင်မထင်တဲ့ fighter မနိုင်မနဲ့ ancient fighter တောင်နိုင်သွားတယ် အဲ့မှာကတဲ့ပြဿနာတွေအဲ့လိုဖြစ်လာပြီပေါ့နော်ဟိုပြိတ္တဖီကဘယ်လောက်များလဲပေါ့နော်ကိုယ်နဲ့အနေထားတွေကသူတို့အဲ့လိုပြန်ကာပါလောက်နေရတယ်ဘယ်လောက်များလဲဆိုတာမြင်နေရတယ်အဲ့မှာစိန်လုံးကြောပွဲလာတယ်ရှေ့ကနှစ်ပွဲတုန်းကစူထားတဲ့အနေထားနဲ့ဖြစ်လာတော့ကြတော့စိန်လုံးကြောပွဲကစားတယ်ပေါ့နော်စိန်လုံးကြောပွဲကစားတဲ့အနေထားမှာ fighter နှစ်ယောက်စလုံးကစားပုံကပွဲဆူလောက်တဲ့ပုံစံမျိုးမဟုတ်ဘူး ancient time fighter ကလည်းသူဒီ leg kick တွေကောင်းတယ် high kick တွေကောင်းတယ်ဒါပေမဲ့ ဟိုအရင်ကြီး aggressive ဆန်ဆန်ကစားတဲ့သူမဟုတ်ဘူးညင်ညင်လေးနဲ့ပဲကစားတယ်စိန်လုံးချောကလည်းညင်ညင်လေးနဲ့ပဲကစားတယ်ပေါ့နော်အဲ့တော့အဲ့နေထမှာနှစ်ယောက်လုံးဟိုသူတာတဲ့အချက်ကိုတာတဲ့အချက်ကိုကောင်းကောင်းထုတ်ပြနိုင်တယ်ခြေတော့ကန်တဲ့သူကလည်းခေါင်းနဲ့ထိရအောင်ကန်နိုင်တယ်စိန်လုံးချောကလည်းဒီလိုကောင်းကဒီလိုခြေတော့နဲ့ကန်မယ်ဆိုရင်သူကပြန်ပြီးတော့အဲ့ကန်ပြီးတဲ့နောက်ပြန်ပြီးရအောင်ဝင်မယ်ဝင်ပြီးတော့ဖတ်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 ဆိုလက်တီတွဲလုံးနေပြန်ထုတ်မယ်ဆိုတာလည်းကောင်းကောင်းထုတ်တယ်ဒါကနိစနစ်ပိုင်းရကြည့်မယ်ဆိုတော့စိန်လုံးချော ချင်းကက်တဲ့ပုံစံကစားတဲ့ပုံစံလေးကအတော်လေးမှန်တယ်။ကြောက်ရရင် Russia Fighter တွေကစားနေကြပုံစံမျိုးလေးနဲ့ဆင်တယ်။ဟိုကျွန်တော်တို့လက်ဝိတ် Fighter တွေတဲ့မှာတော့ဒီလို niche နဲ့ကြကြလေးနဲ့ဆက်နေကြကစားတဲ့ ူဆိုတဲ့ပုံစံမျိုးပေါ့နော်ဟိုဟန်ပန်တစ်မျိုးလေးနဲ့ကစားသွားတယ်လို့ကျွန်တော်ကပြောချင်တယ်ဒီညမှာပေါ့နော်ဟိုတချို့ကလည်းစိန်လုံးကြောကစားပုံကိုဟိုအားမရတဲ့သူတွေရှိတယ်တချို့ကလည်းလက်ခုပ်တီးတဲ့သူတွေရှိတယ်ပေါ့နော်တချို့ဆိုရင်လည်းကျွန်တော်ကိုနည်းနည်းဟိုရွက်ပြီးတော့ပေါ့နော် comment တွေမှာလာပြောတဲ့ကောင်တွေအရင်ကြီးမြောက်တာပဲပါညာဆိုပြီးတော့ပြောတဲ့သူတွေရှိတယ်ကျွန်တော်တော့ဟိုတိုက်ရိုက်တော့အဲ့လူတွေတော့တအားကြီး reply မပြန်ဘူးပေါ့နော်ဒါပေမဲ့သိစေချင်တဲ့အကြောင်းအရာလေးတော့နည်းနည်းလေးရှိတယ် ဟိုဖိုက်တာတယောက်ပွဲချင်ကက်တဲ့အနေထားမှာကျွန်တော်တို့ကဆွတ်ပြီးတော့မြောက်တယ်ဆိုတဲ့ပုံစံမျိုးမရှိဘူးဟိုကျွန်တော်တို့ဖိုက်တာလေးကဘယ်လိုအနေထားလဲဆိုတာကျွန်တော်ကတော့ဟိုတခြားသူတွေတော့မသိဘူးပေါ့ကျွန်တော်ကတော့ကျွန်တော်နဲ့ရင်းနှီးတယ်ကျွန်တော်နဲ့စကားပြောမှုတဲ့ဖိုက်တာလေးတွေဆိုရင်သူတို့ရဲ့စိတ်နေစိတ်ထားလေးတွေကြည့်တယ်တချို့ဖိုက်တာလေးတွေကကြတော့အားငယ်တတ်တယ် ။တချို့ fighter တွေကြတော့အားမငယ်တတ်ဘူးသူကိုယ်သူယုံကြည်မှုရှိတယ်။တချို့ fighter တွေကြတော့လည်းကြိမ်ဘက်ကိုဘလို့နေနေရအောင်ကြိတ်ပြမယ်အဲ့လိုပုံစံမျိုးရှိပါတော့။အဲ့တော့ကျွန်တော်ကကြတော့ဘောနော်ကျွန်တော်နဲ့စကားပြောဘူးတဲ့ကျွန်တော်နဲ့ရင်းနှီးတဲ့ fighter တွေဆိုရင်ဘလို့အနေထားလေးစိတ်ထားလေးရှိရဆိုတော့အကဲခတ်ပြီးတော့ငါဘယ်နေရာနေအားဖြည့်လိုက်ရင်ရမလဲဘောနော်။ဘယ်သူ့ရဲ့လိုအပ်ချက်လေးကဘလို့ပုံစံမျိုးလေးရှိလောက်လဲဘောနော်။ဘယ်လိုလေးရေးလိုက်ရတော့သူ့တခွန်အားလေးဖြစ်လောက်လဲဆိုပုံစံမျိုးနဲ့ကျွန်တော်ရေးတယ်။မမမမိမိပြောရရင်ပေါ့နော်ကျွန်တော်ကျွန်တော်ဖိုက်တာတွေပွဲချောင်းနေဆိုရင်လည်းချောင်းနေရေးရတယ်။ဒါပေမဲ့ ပို့လို့မရဘူးဆိုရင်လည်းမရတဲ့အကြောင်းရေးတယ်ဥပမာဟိုအမ်ဝီတော့ဆိုရင်ဒီဂျပန်ဖိုက်တာနဲ့တော့ဆိုရင်လုံးဝပို့လို့မရဘူးချန်ပီယံနှစ်ခုထိဖြစ်ထားတဲ့သူအဲ့လိုပုံစံမျိုးတွေကျွန်တော်ဆိုရေးတယ်ဗျာဟိုသွေးလင်းထက်တော့လည်းအဲ့ဒီပုံစံမျိုးပဲသွေးလင်းထက်ဒီခါကြက်တယ် rocket တီးနဲ့တော့လုံးဝမလွယ်ဘူးကျွန်တော်ပြောတယ်ဘာဖြစ်လို့လဲဆိုတော့ကိုဖိုက်တာနဲ့ကိုနည်းနည်းလေးဖိအားလေးပေးပြီးပြောရမယ်ဆိုရင်ကျွန်တော်ပြောတယ် ဟိုပြောချင်တာဗျတချို့ကောင်တွေကဘူးမတိပါမနေနဲ့မင်းတို့ကမြှောက်ပေးရပါညာအဲ့လိုပုံစံမျိုးပြကိုရေးသားလိုက်တဲ့ content တခုอ่ะဗျာဟို code fighter တို့ဘယ်လောက်ထိခွန်အားဖြစ်သွားမှာလဲပေါ့နော်ဘယ်နေရာလေးလေးမှာ low edge ချက်ရှိမှာဒါလေးဆိုရင်ပို့ပြီးထျောက်တယ်ဆိုပုံစံမျိုးနဲ့ယူဆပြီးတော့ကျွန်တော်တို့ကရေးတာ fighter တိုင်းကို plane ကြီးလိုက်မြှောက်နေမှာမဟုတ်ကျွန်တော်အဲ့လိုအဲ့လိုကောင်လည်းမဟုတ်ကျွန်တော်ခံယူချက်တခုထပ်ပြောရဆိုရင်ဒီပွဲမတိုင်ခင်ဆိုကျွန်တော်စိန်လုံးကျောင်းနဲ့ပြည်သက်တွေကို interview လုပ်ပေးလို့ရတယ်ဒါပေမဲ့တခြားနေရာတွေမှာလည်း interview တွေကဇက်တိုက်ထွက်ထားပြီးအဲ့ဒီနေထာမှာကျွန်တော်ထပ်ပြီးလုပ်လိုက်လို့ရှိရင် အပွဲမှာကထွားတယ်ပွဲတော်မနိုင်နေဘူးအင်တာဗျူးတွေတပုံတစ်ခေါင်းနဲ့ဗျာပြောမဲ့ကောင်တွေအများကြီးရှိတယ်ဟိုတချို့ကကိုချင်းမစားတတ်ဘူးဗျာဟိုဖိုက်တာလေးရဲ့ဘလိုပုံစံမျိုးနဲ့ချင်းကတ်တယ်ဆိုရအကြောင်းအရာကိုကျွန်တော်တို့ကတော့သိတယ်ဒါပေမဲ့အရင်ကြီးချပြလို့မကောင်းတာကကျွန်တော်ဆိုရင် international လူတွေနဲ့ပေါင်းတယ်ကျွန်တော်ချပြလိုက်လို့မို့ကိုဖိုက်တာရဲ့အားနေချက်ကိုဖိုင်ရဲ့လိုအပ်ချက်မျိုးပောက်သွားရဆိုရင် ကျွန်တော်အနေအားကျွန်တော်အဲ့လိုမျိုးမဖြစ်စေချင်ဖြစ်လက်ဖြစ်မခံနိုင်ဘူးအဲဒါကြောင့်မို့ကျွန်တော်ဒီတည်င်းသိတယ်တည်င်းအကြောင်းအရာသိတယ်ဆိုရင်တော့ကျွန်တော်တတ်နိုင်ဆုံး keep လုပ်တယ်ပြည်သက်တွေကိုဘလို့ချပြရမလဲဟိုတည်င်းလက်မပေါက်အောင်ဘလို့ပုံစံမျိုးပြောရမလဲဆိုရဲအကြောင်းအရာပုံစံမျိုးနဲ့ပဲကျွန်တော်ချင်းကက်တယ်ပေါ့နော်ဒါကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စီကနေကျွန်တော်ရဲ့ fighter information မပေါက်သွားစေချင်လို့ပေါ့ဒီဘွဲချင်းကက်တဲ့အနေအထားဆိုရင်စိန်လုံးကျော်ကကျွန်တော်ဘလို့ကြောင့်မို့အခွင့်ရရလာတဲ့ဆိုရဲအကြောင်းရှေ့ရဲ့ video ဒီမှာတော့ပြောခဲ့ပြီးပြီ တန်းစင်ကပွဲလက်မခံနိုင်ဘူးမြန်မာဖိုက်တာတွေရှုံးပွဲတွေများနေတယ်အဲ့ဒီနေထာမှာမျက်နှာသက်ဖိုက်တာကိုခေါ်ပြီးတော့အခွင့်ရေးပေးတယ်ပေးတယ်ဆိုတာကလည်း short notice နဲ့ပေးတာတန်းစင်ကပြုံးတိုင်းကြီးပြဿနာမျိုးလုံးပြဿနာပေါ်လာတဲ့အတွက်တန်းစင်လက်မခံနိုင်လို့နောက်ထပ်လူကိုအခွင့်ရေးပေးတာဒီနေ့မှထပ်ပြီးကျွန်တော်စကားညှက်ပြောရရင်ပေါ့နော်ဒီလို short notice နဲ့အခွင့်ရေးပေးတာကစိန်လုံးကျော်တယောက်တည်းမဟုတ်ဘူးနောက်ထပ်မြန်မာဖိုက်တာတယောက်ပါပါတယ်စုပေါင်း2ယောက်ထိပေးတယ်ဒါပေမဲ့အဲ့ဒီမြန်မာဖိုက်တာကကြတော့ short notice နဲ့မို့ပြင်ဆင်ချင်းတိတ်မရတဲ့အတွက်လက်မခံဘူး အကြောင်းရင်းရှိတယ်သူကလူဟောင်းတွေကဖိုက်တာပွဲတွေလည်းတော်တော်များများထိုးပြီးပြီးနိုင်ပွဲတွေလည်းများထားပြီးပြီးအဲ့အတွက်သူကဒီအကြောင်းကိုလည်းသိတယ်သူအနေထားကိုလည်းပြည့်တက်ကိုသိတယ်သူကသူလည်းဘလို့ပုံစံမျိုးနဲ့ထိုးမှဘလို့ပုံစံမျိုးနဲ့ပြင်ဆင်မှထိုးမယ်ဆိုတာလည်းသိတယ်။တနည်းပြောရရင်သူ့အနေနဲ့ပွဲရဖို့ကမခက်တော့ဘူး။ဒီလမ်းကြောင်းတစ်ခုလုံးကထင်းနေအောင်ပေါက်ပြီးပြီ။အဲ့တော့ तू ကညင်းမယ်ဆိုရင်ညင်းနိုင်တဲ့အင်အားရှိတယ်။စိတ်လုံးကြောကကြတော့ तू နဲ့ situation ညံမတူဘူး။ စီလုံးကျောကငโกကလေးကအခွင့်အရေးကိုစောင့်နေတဲ့ fighter ထိုးခွင့်ရတော့မယ်ထင်ပြီးတော့ဝိတ်ချခဲ့တဲ့အချိန်ပေါင်းကလည်းမနှဲတော့ဘူးမထိုးရတော့ပါဘူးဆိုပြီးတော့ရုတ်တရက်အခွင့်အရေးပေါ်လာတဲ့အချိန်ပေါင်းကလည်းမနှဲလို့မဟုတ်ဝိတ်တွေအတင်းကြီးကတ်ချတာတွေလည်းများတယ်အဲ့လိုအနေထားမျိုးကနေစီလုံးကျောကပွဲမရဘဲနဲ့ဒီတိုင်းဆောင်ရင်ဆောင်ရင်နဲ့သူ့ဟာနဲ့သူအချိန်လေးဖြုံးသလိုဖြစ်ပြီးတော့မိသားစုစားဝတ်နေရေးဖြစ်သွားလို့မဟုတ် training camp ကိုရက်ပြီးတော့တခြားတနေရာမှာတော့ trainer တစ်ခုဖြစ်နေတယ်တော့လောက်နေရတယ်ညီလေး ပွဲထိုးရမယ်ထင်ပြီးတော့ training တွေစက်တိုက်လုပ်တဲ့အနေထားကနေစာဝန်တွေအခက်ခဲကြောင့်မလို့ trainer တောင်ပြောင်းလောရတဲ့အနေထားဒါကြောင့်မလို့စုံလုံးကျော်အနေနဲ့အခုလို short notice နဲ့ကမ်းလန်းလာတာကိုမြင့်ပင်နိုင်စွမ်းမရှိဘူးပြည်သက်တွေပြောလို့ပေါ့နော်ကျွန်တော်ကိုယ်တိုင်လဲကျွန်တော် fighter လေးတွေကိုဖြစ်စေချင်တာပေါ့ဟိုတကယ်ပြင်ဆင်မှုကောင်းကောင်းနဲ့ပေါ့နော်ဟိုတီတီကြကြနဲ့ပြန်ပက်ကိုတေချာလေးလာပြီးတော့ကိုယ့်ရဲ့ weight cap ကလည်းတဖြည်းဖြည်းချပြီးတော့ဖြစ်စေချင်တာပေါ့ဒါပေမဲ့ ကျွန်တော် fighter ဒီ fighter လေးရဲ့အခွင့်အရေးစောင့်နေတဲ့သူလေရုတ်တရက်ပေါ်လာတဲ့အခွင့်အရေးမှာသူ့အနေနဲ့ခမရတို့ရောစိန်လုံးကျော်ရဲ့နေရာမှာဆိုဘယ်လိုခံစားကြည့်မလဲဗျာကျွန်တော်ကတော့သူပွဲလက်ခံတယ်ဆိုတာနားလေတယ်ဘာဖြစ်လို့လဲဆိုတော့ဝမ်ချင်မြင်ရှိလို့နေရာမျိုးမှာအခွင့်အရေးပေါ်လာရင်စုပ်ကင်ဖို့ဆိုတာသူတို့လိုမျက်နှာသက် fighter တွေအနေထားကဘယ်လိုပုံစံမျိုးစုပ်ကင်ရမှာဒါကြောင့်မလို့ပွဲအကျိုးချင့်ကက်တဲ့အနေထားမှာပေါ့နော်တခါလေးအဆင်ပြေတာရှိတယ်မပြေတာရှိတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်အသားပေးပြောတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကလေးကအားငယ်နေမှာဆိုလို့မို့ နကုတ်ကတဲ့စကားလောက်အများကြီးပြောတဲ့ကလေးမဟုတ်ဘူးအရင်ကြီးလက်သူ့ကိုယ်သူဒီထင်ထင်ပေါ်ပေါ်နေတဲ့ကလေးလက်မဟုတ်ဘူးအဲ့လိုနေထားကြမှာကျွန်တော်ဆိုရင်ဟိုပွဲချုပ်နေထားကြတဲ့သူ့ကို motivation လေးဖြစ်အောင်နည်းနည်းလေးမြင့်မြင့်ပြီးတော့ပုံစံမျိုးလေးပြောခဲ့တယ်ပေါ့နော်ဒါကအကြောင်းအရာကိုနားလည်အောင်လို့ကျွန်တော်ပြောပြပါဟိုပွဲမတိုင်ပွဲချုပ်မတိုင်ခင်ကတော့ကျွန်တော်ဒါတွေသွားပြောရင်ဒီကနေ information ပေါက်ပြီးတော့ခြားလူကသိသွားပြီးတော့ဟို အကုန်လုံးကိုယ့်ရဲ့ကိုယ့်ရဲ့အားနည်းချက်တွေထုတ်ပြောတယ်လို့ဖြစ်မှာဆိုလို့မကျွန်တော်လုံးဝမပြောဘူးဒါပေမဲ့တချို့ပြိတက်တွေပေါ့နော်ကိုချင်းစာလို့ရအောင်ကျွန်တော်ပြောပြတာဟိုအနေထားဒီလိုရှိရဆိုအခုပွဲပြီးတော့ကြတော့ကျွန်တော်လည်းလွတ်လွတ်လပ်လပ်ပြောနိုင်တဲ့အနေထားမို့လို့ကျွန်တော်ပြောပြပါဘောနော်ဟိုပြန်ရှင်းတာတော့မဟုတ်ဘူးကိုချင်းစာတရားလေးရှိဖို့ပြောပြပါဘောနော်အဲ့တော့ပွဲထိုးသွားတဲ့အနေထားမှာဘောနော်စိန်လုံးကျော်ရဲ့ weight cap ကလည်းနည်းနည်းများတယ်အဲ့အတွက်သူကာဒီယိုပိုင်းခြွေတယ်ပြီးတော့ကြတော့ပြိုင်ဘက်ရဲ့ကစားပုံက ဟိုထိုင်းနေရဲ့ကစားတဲ့ပုံစံအတိုင်းပေါ့နော်ခြေကန်ချက် အားတာတဲ့အဲ့ခြေကန်ချက်အားတာတာကို तू လည်းသိတော့ကြတော့အဲ့ဒီဟာကနေ तू အဲ့ဒီကန်ပြီးတဲ့အနေထားမှာ तू ပြန်ပြီးတော့ကောင်တာဝင်ဝင်ထိုးတယ်ထိချက်လက်ကောင်းတယ်ထိချက်လက်တက်ရက်တယ်ထိချက်လက်တိကြတယ်ကျွန်တော်အရှိရပြောခဲ့လို့စိန်လုံးကျော်ရဲ့ကစားဟန်လေးရဲ့တစ်မျိုးလေးဗျာဟိုကောင်းသည်ဆိုးသည်ကတော့ပြိတ္တတွေဆုံးဖြတ်လို့ရတယ်ဒါပေမဲ့ तू ကစားဟန်လေးရဲ့တစ်မျိုးလေးဟူးဝါးဝါးမနိုင်ဘူးတီတီငင်ငင်လေးနဲ့ तू လုံနိုင်တဲ့ဟာလေးတွေတိချာချပြသွားတယ် ဒီနေ့မှာခြေကျူးကျင်တာက ancient time fighter လဲအတော်လေးမားတယ်တော်ယုံ fighter ဆိုရင်အဲ့လိုပုံစံမျိုးနဲ့ဆိုရင်ကြတယ်ဒါပေမဲ့ကျွန်တော်ထင်တာတော့ weight cap ကျွန်တော် fighter ဘက်ကနည်းနည်းများတော့အပါတဲ့နလားမပါဘဲနဲ့မှုလို့သူတလောက်ထိခံနိုင်တယ်လို့ကျွန်တော်ကမြင်တယ်။ဒါတောင်ကွန်းထဲမှာသူတတိယအချိန်မှာဆိုရင်တိတာတယ်။နှစ်ယောက်သားပေါ့နော်ကျွန်တော်ဖိုက်တာလေးကိုကျွန်တော်တို့ကသွားပြီးလို့တတိယအချိန်မှာမလှုပ်နိုင်ဘူးလို့ထင်ထားတာ။တကယ်တော့မဟုတ်ဘူး။ဟိုကောင်လည်းတကယ်ဟန်နေရလို့မဟုတ်နှစ်ယောက်လုံးတတိယအချိန်မှာတော့တော်တော်ကြီးပြိုင်နေ။သူ့မှာလည်းပွဲဖြတ်နိုင်တဲ့ အင်အားမရှိဘူးကျွန်တော်ဖိုက်တာလေးလည်းပွဲဖြတ်နိုင်တဲ့အင်အားမရှိဘူးပေါ့နော်အဲ့တော့အဓိကအကြောင်းအရာကိုပြောကြအောင်ပေါ့နော်အဓိကအကြောင်းအရာဘာလဲဆိုတော့ဒုတိယအချီဘီကန်နီမှာဒိုင်ကပွဲကိုမရက်တာပေါ့နော်ဘဲတီးရဲ့တန်းနဲ့မရက်တာပေါ့နော်ဒီနေရာမှာကျွန်တော် တကယ်ကိုစိတ်ထဲကနေချီးကျူးရနေတာကကူဖြိုးဝေမန်နေဂျာကူဖြိုးဝေဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခုလုံးဒီ community တစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင် တာဝန်ရှိဆုံးသူက तू က manager तू ပဲဘာဖြစ်လို့လဲဆိုတော့ promotion နဲ့ဆက်ဆံထိတွေ့နေရတဲ့အနေအထားမှာ तू က manager အရှိဆုံးကလာရမယ်ကျွန်တော်ပြည့်တက်တွေဆိုတော့နောက်ကပဲရှိတယ် fighter ကကွန်းထဲမှာထိုးတယ်ကွန်းဘေးမှာသူ့ရဲ့ဆရာဦးကိုမောင်ရဲ့နှစ်ယောက်ရှိတယ်အဲ့အနေအထားမှာဒီ fighter ရဲ့တာဝန်ယူသူ့နဲ့ပတ်သက်ပြီးရှေ့ရနေမမမမရက်တည်းရမယ်လို့ကကိုဖြိုးဝေကိုတိုင်ဖြစ်နေတယ်အဲ့ဒီနေထာမှာသူတာဝန်ယူမှုအပြည့်ကို fighter ကိုကာကွယ်ပေးမယ်ဆိုတဲ့စိတ်အပြည့်နဲ့ကွန်းထဲကနေဝင်သွားတာဘာဖြစ်လို့လဲဆိုတော့ Beltia က ကျွန်တော်ကတော့၃ချက်တီးတာလို့နားထဲကြားလိုက်တာဒါပေမဲ့ time back က footage တွေကိုပြန်ကြည့်လိုက်တော့နှစ်ခါတီးတယ်ဆိုပြီးတော့သူတို့ပြောတယ်အဲ့တော့နှစ်ခါတီးတာတော့ဟုတ်တယ်ဒါပေမဲ့နှစ်ခါတီးလို့မရက်တဲ့အနေအထားမှာဒေါ်လာထွက်နေပြီဗျအဲ့မှာကျွန်တော်ကကျွန်တော်ကင်မရာနဲ့ရိုက်နေကင်မရာနဲ့ရိုက်တော့အဲ့ဖြစ်လာတဲ့အနေအထားကကိုဖြိုးရဲ့ဆရာကိုမောင်ရဲ့ရှေ့ရောက်နေပြီ fighter နှစ်စလုံးကဒိုင်းကလုံးဝမရက်ဖဲနဲ့ကြည့်နေတဲ့အချိန်ဖြိုးရဲ့တင်းပြီးတော့ဖြိုးရဲ့ဒေါ်နဲ့မောနဲ့ဗျဟို သူပါဇက်ကတခုခုထွက်လိုက်တယ်ကျွန်တော်ကြားတယ်ဗျာကျွန်တော်ကင်မရာကြီးရိုက်ရဲ့နေအဲ့မှာကျွန်တော်အဲ့ဒီဟာပအောင်မရိုက်နိုင်လိုက်ဘာဖြစ်လို့လဲဆိုတော့ဖြိုးရဲ့ဒေါတာထွက်ပြီးတော့အိုးနဲ့အဲ့လိုဖြစ်ပြီးတော့ကွန်းနဲ့ဝမ်းလို့သူတိုးတွေဆွဲနေဗျာဆွဲနေတဲ့အချိန်ကြောင့်ဖြိုးရဲ့အဲ့လိုပြောလိုက်တော့ကျမနောက်ကအဲ့ဒီအနေထားမှာကျွန်တော်ကလည်းမန်နေဂျာကြီးဝင်ငါဝင်မယ်ဆိုပြီးတော့ကျွန်တော်အတန်ကြီးရဲ့ဗျာကျွန်တော်လက်ညှိုးတထိုးနဲ့ကြွရတယ်ကြွတော့ကြတော့ဘီရဲ့ဟိုလုတ်ဖို့ကိုင်းပြထိုင်းနေရဗျာကျွန်တော်ဝိုင်းဆွဲတာဗျာကျွန်တော်ဖက်တာအဲကျွန်တော်ကလည်းဒေါတာထွက်နေဗျာဖြိုးဝင်ဝင်ငါဝင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့တော့ ဖြိုးရအဲ့လိုပါလုပ်တဲ့အချိန်မှာအောက်ကဝမ်းချမြင်ရှိကဒီတာဝန်ရှိသူတွေကလည်းဖြိုးဝေရဲ့နောက်မှာအတိုင်းလိုက်သူတို့ကလည်းဝိုင်းပြောနေအုံအုံပြောတယ်အဲ့ချိန်ကျမှရက်ပွဲရလိုက်တော့ဒိုင်းကလည်းသူ့ကိုယ်သူကြောင်သွားကြောင်သွားပြီးတော့လူဖြစ်သွားသူ့ကိုယ်သူမျက်လုံးနေပါကျွန်တော်ဟိုလူတယောက်ရဲ့ body language နဲ့မျက်နှာသားကိုကျွန်တော်ကောင်းကောင်းကဲခတ်နိုင်တယ်ဗျသူ့ကိုယ်သူလည်း shock ဖြစ်သွားဗျသူ့ဟိုသူဘာမှမသိလိုက်တဲ့ပုံစံမျိုးနဲ့အဲ့လိုဖြစ်သွားပြီးတော့အောက်ကလည်းဝိုင်းပြောဖြိုးဝေကလည်းအဲ့လို ကွန်းမြန်ကတော့သူပြောလိုက်တယ်ဒိန်ကလည်းဆိုအမှန်ကန်ပြောပြီးတော့ဒေါ်လာဒေါ်နမောနဲ့ပြီးတော့ကျမသူကလည်းသူဖိုင်တာသူကုရမယ့်ဟာကိုသူကွန်းနဲ့ဝင်ပြီးတော့ကုတယ်ပေါ့အဲ့နေထားကြတော့ကျွန်တော်လည်းလွတ်သွားတယ်ဗျကျွန်တော်ကကိုလူဝင်ရင်တော့ကိုဝင်ပြီဆိုတော့ဟိုငငယ်အထာနေဗျကျွန်တော်တို့ဟိုလမ်းပေးဘောလုံးကွင်းရံဖြစ်တဲ့အထာတွေဗျကျွန်တော်ငငယ်တော့အဲ့လိုအဲ့လိုဆိုတော့ဖြိုးဝေဝင်ချပြီဆိုပြီးအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တောင်းမနဲ့ပြန်ပြီးတော့စဉ်းစားပြီးမှဟိုငါတော်တော်လွန်သွားပါလားဆိုပြီးတော့ ဟိုနိုင်ငံတကာစင်မြင့်ထက်မျိုးမှာပေါ့ကျွန်တော်အနေနဲ့ဒါအထက်ပို့ပြီးတော့ဟိုအထူးသဖြင့်ပြမီဒီယာထိုင်ကုန်တန်းမှာထိုင်နေတဲ့လူတယောက်အနေနဲ့ဒါအထက်ပို့ပြီးတော့ diplomatic sense နဲ့ဆိုပြီးကျွန်တော်ကိုကျွန်တော်တောင်းမနဲ့ဟိုသတိပေးမိတယ်ပေါ့နော်ဒါပေမဲ့အချီးကျွမ်းတာကိုဖြိုးဝေရောပါသူတကယ်ဟို manager ပီတာဆိုတာနဲ့ရက်တည်တယ်ပေါ့နော်ဒီလိုအခိုက်အတန့်မျိုးမှာထပ်ပြီးပြောချင်တာပေါ့နော်ဒီအခိုက်အတန့်ကဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်ရှေ့ကပြောခဲ့တဲ့အကြောင်းအရာတွေကြောင့်ပေါ့နော် ဥစ်ဘက်ကစ္စတန်နဲ့ဖိုက်တာနဲ့ကြတဲ့သူတို့ပြိတက်တွေနဲ့အဲ့လိုအလိုတွေဖြစ်ကြတယ်ပြီးတော့မော်ရိုကိုဖိုက်တာနဲ့ဂျာမန်လည်းအဲ့လိုအလိုတွေဖြစ်တယ်အဲ့လိုအနေထားမှာစိန်လုံးကျောပွဲတော့မဖြစ်တော့ဘူးအေးအေးလေးဖြစ်အေးအေးလေးကစားနေတယ်ပေါ့နော်အေးအေးလေးဖိုက်တာနဲ့ဆလုံးကစားနေတဲ့ပုံစံမျိုးမှာအဲ့လိုထဖြစ်တယ်ပေါ့နော်အဲ့တော့ပြောရရင်သူတို့လူတွေနိုင်ညံတယ်နိုင်ညံတော့ကြတော့နီးမျိုးမျိုးနဲ့ဟိုကူကြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့ဒိုင်းရဲ့အတွေးမှာလည်းတခုတော့ရှိမှာဗျအဲ့တော့ပွဲအာယုံဆိုင်နေလို့ဖြစ်သွားမျိုးလည်းဖြစ်မှာဒါပေမဲ့ ပြောချင်တာကဒီနေရာမှာကျွန်တော်တို့ဟိုစကော့တလန်ကအတိုင်းခရစ်ဘတ်တို့ဆိုရင်ကျွန်တော်မြန်မာပြည်သက်တွေဒေချာပေါင်းနားလဲပေးလိုက်မယ်တခြားလူတယောက်ဆိုရင်လည်းမြန်မာပြည်သက်တွေနားလဲပေးလိုက်မယ်ဘာလို့လဲဆိုတော့လူတိုင်းမှာအမှားရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့နားလဲမယ်ဒီတယောက်ကကြတော့ပြည်သက်တွေကလည်းငိုကြတဲ့တစ်ခုခုဖြစ်နေတဲ့ပုံစံမျိုးဆိုတော့ကျွန်တော်နားမလဲပေးနိုင်ကြဘူးပေါ့နော်ဒါကအနေထားကိုကျွန်တော်ပြောပြတာကိုယ်နဲ့မှကျွန်တော်လို့လို့ဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော် ဒီညမှာပေါ့နော်ကျွန်တော်ပြည့်သက်တွေနည်းနည်းလေးသတိထားမှာပေါ့နော်အပြောအဆိုပေါ့နော်အထူးသဖြင့် online မှာ comment ရေးသားတဲ့နေရာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဂျားထဲမှာတော့ဟာဒိုင်းပါညာဆိုပြီးတော့ရေးလို့ရတာဘာမှဖြစ်ပြက်နာမရှိဘူးဘာဆိုတော့ကျွန်တော်တို့အကုန်လုံးကတလေတဲ့တွေတစ်ဖက်တစ်ဖက်မြင်ကြတယ်ကျွန်တော်တို့ perspective နဲ့ကျွန်တော်တို့ကြည့်ကြတယ်ဒါပေမဲ့နိုင်ငံတကာနဲ့ပြောတဲ့အနေထားကြတော့ comment တွေရေးသားတဲ့အနေထားကြတော့ဒါပဲသွားပြောရင်တို့ကထုံးစံအတိုင်းဗျာမြန်မာ fighter တွေရရှုံးရင်စောရကတက်တယ်ပြည်သက်ကလက်မခံနိုင်ဘူး ဒီကြတဲ့ဘယ်လိုလဲဆိုမင်းတို့မတိုးတက်တာဒါကြောင့်မို့ပါညာဆိုပြီးတော့အဲ့လိုပုံစံမျိုးပြောတယ်ဒီညမှာကျွန်တော်ပြောချင်တာကသူများအမှားကနေကိုအမှားမဖြစ်ဖို့ပေါ့နော်မားတယ်သူတိုင်မှားတော့တာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ကွန်မန့်ရေးသားတဲ့နေရာမှာအပြုတ်သဘောလေးနဲ့ပေါ့နော်ကျွန်တော်ပြောချင်တာကဗျာဟိုဆဲဆိုနေမှာထိရောက်တာမဟုတ်ဘူးဗျာတာတာနဲ့နာနာပြောမယ်လူလိမ္မာယဉ်ကျေးပုံစံမျိုးပပနဲ့နဲ့ပညာရှိပုံစံမျိုးပြောကြတာပိုကောင်းတယ် โอเคဟိုပွဲရတော့အနေထားတော့ငါတို့ fighter လက်တာတာမဟုတ်ဘူးဒါပေမဲ့ဒီအနေထားမှာဒီအနေထားမဖြစ်လို့မငါတို့ fighter နိုင်မယ်လို့တော့မပြောဘူးဒါပေမဲ့ဒိုင်းကဒီထက်ပို့ပြီးတော့ professional ဆန်းနေတယ်ဒီထက်ပို့ပြီးတော့သူ့ရဲ့အလုပ်သူပြီးပြန်အောင်လုပ်တင်တယ်ဆိုရယ်ပုံစံမျိုးလေးဒါလောက်လေးပြောရင်ကိုကျွန်တော်ရတယ်ဘာဖြစ်လို့လဲဆိုတော့ခန်းစားတတ်တဲ့သူတွေကဆဲဆိုးနေမှာမဟုတ်ဘူးလိမ့်လိမ့်မှာမှာပါပါနန်းနန်းနဲ့ထွေရန်တောင်နားတဲ့သူတွေကြီးရယ် ဒါကဟိုကျွန်တော်တို့ဟိုဘောနော်နိုင်ငံတကာနဲ့ပြောဆိုဆက်ဆံတဲ့အခါကြရင်အချက်လက်တွေဆွဲကင်ပြီးပြောရတဲ့အခါကြရင်ဟိုထိရအောင်လို့ဘောနော်ကျွန်တော်တို့ဇေယျကွန်မန့်ရေးသားတဲ့သူတွေဘောနော်ကျွန်တော်တို့ပြည်သက်တွေကျွန်တော်တို့ဖိုက်တာတွေဝိညာဉ်နဲ့သူတွေပေါ့နော်ဒီအကြောင်းအရာလေးတစ်ခုပဲပြောလိုက်ရင်တို့ကအဲမင်းတို့ကတစ်ခုရှုံရင်ဒါဒါအဲ့လိုပုံစံမျိုးကြီးလာပြီးတော့ကာယံနဘေးတွေထက်လွန်းလို့ဗျာအဲ့တော့ မနေ့ဒီလိုအနေထားကဘလို့ဘလို့ဖြစ်သွားတာဒါပေမဲ့ဒိုင်ရက်တီထပ်ပို့ပြီးတော့ professional ဆန်နေတယ်ဒိုင်ရက်အလုတ်ကဒီ belt ဖို့ပဲနားထောင်အောင်မဟုတ်ဘူးလား web weekend ဆိုရင်ဘေးအချက်ပြတယ်ဘယ်နှစ်စက္ကန့်ပဲလိုတယ်အကုန်လုံးအချက်ပြနေတယ်ဒါတွေနားထောင်အောင်မဟုတ်ဘူးလားကျွန်တော်ပြည်သက်တွေဘာလို့ဒေါရထွက်တာဆက်ဆိုရလဲကျွန်တော်နားလေတယ်ကျွန်တော် fighter လေးရိုင်နေတဲ့အနေထားမှာသူတို့ကပွဲပြီးမလားပွဲပြီးမလားစောင့်ရင်းစောင့်ရင်းနဲ့ကျွန်တော် fighter လေးဆက်ထိုးခံရတယ်ပူနာတယ်ဗျာဘာဖြစ်ဖြစ်ကျွန်တော်ကတော့စိန်လုံးကျော်ကစားတော့တာသဘောကျတယ်ဒါက ဟိုဖားပြောရလည်းမဟုတ်မြောက်ပြောရလည်းမဟုတ်ကျွန်တော်သဘောကျတယ်လို့သဘောကျတဲ့အကြောင်းပြောတာမြန်မာဖိုက်တာတွေထဲမှာဒါဒီနှစ်ထဲဆိုရင်၁၁ယောက်မြောက်ပွဲထွက်ခွင့်ရတဲ့ဖိုက်တာသူ့ရဲ့ကစားဟန်လေးရဲ့ပုံစံတစ်မျိုးလေးနဲ့ပြန်ပြီးခြုံပြောရရင် short notice နဲ့ပြင်ဆင်ခြင်းအရင်ကြီးမရှိဘဲနဲ့တောင်သူဒီလိုလှုပ်ပြသွားတယ်ပြန်ပက်ကိုလည်းအကောင်းဆုံးထီအောင်သူကစားနိုင်တယ်သူရဲ့ကစားဟန်လေးကလည်းလက်ဝဲရကောင်းနေရဝူဝါးနဲ့ထိုးတာမဟုတ်ပါဘူးဆိုတဲ့ပုံစံမျိုးလေးကိုကွန်းကွန်းကွက်ကွက်ချပြသွားတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ကတော့ဂျင်းတဲ့ ပွဲချင်းခဲ့တဲ့ဘိုင်းနေမှာလဲမြိတ်တက်ကတော့နိုင်စေချင်လို့အမျိုးမျိုးပြောကြလိမ့်မယ်ဒါပေမဲ့ပွဲချင်းခဲ့တဲ့ဘိုင်းမှာလဲကျွန်တော်တော့အမှားမများဘူးလို့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ရှိမှတိုက်ကားမွေထမ်းလူတွေဟိုကဘာကျော်အချင်းကလူတွေတောင်ကစားသွားရတာပဲစိန်လုံးကျော်တဲ့ချင်းကပ်ပုံမှားတဲ့လူတွေအများကြီးပဲအဲ့တော့ရှိတဲ့အနေထားနဲ့အခြေအနေကိုခြုံပြီးတော့ပြောရမယ်ဆိုရင်စိန်လုံးကျော်ချင်းကပ်ပြီးကစားသွားတာကအကုန်လုံးအခြေအနေရရက်ကိုခြုံမယ်ဆိုရင်အတော်လေးကိုတောင်ကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့မင်းညာကတော့ ဒီအဖြစ်ပြက်လေးဖြစ်ခဲ့ပေမဲ့ကျွန်တော်တော့ဂျင်းနဲ့တဲ့စိန်လုံးကျော်အနေနဲ့လည်းဒီလို short notice နဲ့သူလူစားဝင်ထိုးပေးတယ်ဒီလိုပေးထားတဲ့အချက်တွေအရန်ကိုကန့်သက်ချက်များတဲ့အနေထားအနေနဲ့သူကောင်းဆုံးလုပ်ပြသွားတယ်အဲ့တော့သူ့ရဲ့ကစားဟန်ချောင်းရောသူ့ရဲ့ဒီဟိုပွဲကိုထိုးတက်သွားတဲ့ niche နဲ့ပိုင်းရာကျော်ဆိုရင်တော့သူ့အနေနဲ့အများကြီးညံ့တာစရာအကြောင်းမရှိဘူးတကယ်လို့များ one championship ကသူ့ကိုနားလဲပြီးတော့နောက်တစ်ပွဲလေးမြန်ပေးမယ်ပွဲဆက်ပြီးပေးမယ်ဆိုရင်ဒါက စိန်လုံးချောတို့ဒီဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်ကမှန်တယ်လို့ပြောနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့သူ့မှာကဒီလို short notice ကိုညှဉ်းပန်းနိုင်ွက်မရှိဘူး။ဟိုကျွန်တော်ပြောခဲ့တဲ့နာမည်ဖော်လို့မရတဲ့ fighter လေးလို့သူ့မှာညှဉ်းလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့သူကအခုမှမျက်နှာသက် fighter promotion နဲ့အရင်ဆုံးလက်တွဲရမယ်။လက်တွဲရမယ်အနေထားမှာဒီလိုဒီလိုသူလုပ်ပြနိုင်တာသူအကောင်းဆုံးလုပ်ပြသွားတယ်။ promotion ကလည်းကျေနပ်တယ်လို့ကျွန်တော်ကတော့ user ကြည့်ချင်တယ်။အဲ့တော့နောက်ပွဲသူတော့ထပ်ပြီးရတယ်ဆိုရင်ဒါသူ့အနေနဲ့က စွန့်စားရကြပေါ့နော်ဆုံးဖြတ်ချက်ရေးရချရကြနဲ့တယ်လို့ကျွန်တော်တော့အဲ့လိုလေးပဲပြောကြည့်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ